ေမမေပူပူရင်ပူပူရင်လူလေးလေးကိုအော်အော်ပေးကြပါတော့ရယ်ခလေးလိုပဲမြင်တော့မရအောင်မရအောင်အဲ့ဒါကိုလည်းသူကကောင်းကောင်းသားလေဘယ်မိဘတွေကဘယ်သူတို့တွေငငယ်ပီစီမြောက်တော့ကလေးတွေကနေသူတို့မှဟိုချင်းလေးရင်လေးတောင်တန်းမှတော့သူတို့မှတစ်ချိန်လုံးစောင့်ရှောက်လာခင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မေတ္တာတရားကြီးမားမှုကြီးကနှွေးလို့လိုက်လို့မမိဘူးမရှိပဲလေးလေးရလေး အာမိဘတိုင်းလည်းအမြဲမှန်မနေတယ်လို့ပေါ့နော်။တာသမီးတိုင်းလည်းအမြဲမှန်မနေဘူး။ဒါလေးကိုမြတ်မြတ် တတတွေးတတ်ရမယ်။အဲတာသမီးတွေကတွေးထားမှာတစ်ခုပဲရှိတယ်။မိဘတွေဘလို့ပဲမကောင်းမကောင်းမကောင်း။ဣမတ်တလောကတာဓာတိတာရောလေလူလောကတွေကိုရောက်အောင်ခေါ်ဆောင်လာပြီးရဲ့ဂျေဇုတရားကပဲတိတ်ကြီးမနေပြီ။အမေရကြတော့လေနွေးကိုလေအခုအချိန်ဒီအဖေကိုဘလို့ပဲလှုပ်ပြီးလို့ဘာတစ်ခုမှဝမပြေဘူး။ပြီးတော့အဖေမကောင်းချောင်းကိုလည်းသူမပြောဘူး။ အဲအမေပေါ့အမေကအနားမှာတစ်ချိန်လုံးတောက်လျှောက်ကအရိတ်လိုပဲရှိနေတယ်အတူနေတယ်အဲ့ဒါကြောင့်မို့အမေရဲ့စိတ်ကိုကောင်းတည်ရယ်ကောင်းကောင်းတည်ရယ်အဲ့တော့မိဘတယောက်ကတာသမီတစ်ယောက်ပေါ်မှာချက်တဲ့အတ္တဘာနဲ့မှမတူဘူးအဲ့ဒါမဲ့အဲ့ဒီအတ္တလေးတွေကိုကိုမိဘကိုညှော်နေတဲ့လည်းညှော်နေအောင်မန်တွေကိုညှော်နေတဲ့လည်းညှော်နေအောင်မာနာတွေကိုညှော်နေတဲ့လည်းညှော်နေအောင်မတို့တာသမီတွေကအများကြီးတာဝန်ရှိတယ်ရှိပဲလေ။ဟဲ့ညာလေး။ အဲ့လိုမျိုးပေါ့နော်အရင်တော့လုံလုံထွေးထွေးပူပူကက်ကက်နေရနေမနေတော့ဘူးဆိုတာလေမချစ်လို့မဟုတ်ဘူးအဲသူတို့တွေအစွဲမှာအရန်စိုးရိမ်တာလေအတားသမီးတယောက်ကိုစွဲတယ်မိဘတယောက်ကဒုက္ခတွေကနောက်တန်နေရမှာဘာတစ်ခုမှမကောင်းနိုင်တို့ရတရားအများကြီးနာထားတော့တည်တယ်အဲ့လိုမျိုးတွေတည်တဲ့ခါကျတော့ကိုမိဘတွေကိုတန်ဘဝကူးတော့ရင်တန်နေရကြီးမှာလဲမနေစေချင်တာအဲ့အဓိကပြဿနာမိဘတွေကတော့တော်ယုံကကျန်တာတိတ်မစွဲကြအောင်တားသမီးကိုချစ်စွဲ ချစ်ဆွဲဆွဲတာလေဘလို့မှဟိုမလွယ်ဘူးသိလားအရန်ချက်ဖို့ကောင်းတယ်နှွေးအများကြီးလိလာထားတော့လေအဲ့ဒါမျိုးလေးကိုကိုမိဖတို့ဖြစ်မှာအရန်ဆိုရင်အဲ့တခုလေးကြောင့်မို့မမေတို့နားလဲအောင်ပြောပြဒါပေမဲ့မရအောင်မရအောင်မရအောင်ခလေးလိုပဲမြင်တော့မယ်ခလေးလိုပဲမြင်တော့မရအောင်မရအောင်အဲ့ဒါကိုလည်းနှွေးကောင်းကောင်းနားလဲဘယ်မိဖတွေကဘယ်သူတို့တွေငငယ်ပစ္စည်းညောက်တော့ခလေးတွေကနေသူတို့မှဟိုချင်လေးရင်လေးတောင်တန်းမှတော့သူတို့မှတစ်ချိန်လုံးစောင့်ရှောက်လာခင်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မေတ္တာတရားကြီးမားမှုကြီးကနှွေးတို့လိုက်လို့မမိဘူး ဲ့လိုအမြဲတမ်းမင်းရဲ့နေနဲ့ပါတယ်ဘယ်လိုခင်ဗျာနေနဲ့ဘယ်လိုရောက်နေပြီခင်ဗျာပြီးတော့လေမေးပါသေးရဲ့ဒီလိုပါလေချီးကျင်းပြီဥမာဥမာပြေကားပုံပြောမပြောဘူးလားဟာဘာလို့လဲဒီတိုင်းလေးသူတို့စိတ်ချမ်းသာပါပဲလို့လည်းဒီတိုင်းလေးအေးချမ်းတယ်အဆင်ပြေရဲ့ဒီမေမေပူပူရင်ပူပူရင်လူလေးလေးကိုအော်အော်ပေးကြပါရစေ ဖေလားအဖေကတော့ဒီတိုင်းမှာပဲရှိပါတယ်သူကလည်းသူလည်းအေးချမ်းချမ်းလေးပဲအဓိကနွေရကျမကြီးပဲစိတ်ပူတာအဖေကိုလေးသိလဲမှာတစ်ခါလည်းကြာရင်ဖေကစကားနားမထောင်နိုင်ရှိရဲစိုးတာရှိရဲပေါ့နော်အဲဒါပေမဲ့ကိုလည်းအရန်ကြီးကိုဖြစ်ချင်တာအယူပဲရှိနှန်းတင်လို့မရဘူးသူတို့နေချင်တဲ့ပုံစံလေးဆိုတာလေရှိသေးတာလေအဲ့ဒါလေးကိုနွေရလေးကောက်ကောက်နားလဲတယ်အဲ့လေးပဲပေါ့နော်အဖေဆိုလို့ရှိရင်လေကိုဖြစ်ချင်တယ်လို့ကိုဖြစ်ချင်တယ်လို့မဖြစ်လာဘူးဆိုကို့မှာစိတ်ပင်ပန်းရတာအဲ့ဒါပေမဲ့သူတို့ပေါ့နော် မစပြေသွားဘူးအဲသူစပြေသလိုနေပါစေလေသူလူကြီးလေးပဲသူပျော်သလိုနေပါစေလေလို့တွေးပြလိုက်တော့လည်းနားလည်းပေးနိုင်သွားတာပေါ့နောက်မှဆိုကိုယ်လည်းစိတ်ပင်ပန်းရတယ်အမေရကြတော့လေနွေးကိုလေအခုချိန်ဒီအဖေကိုဘလို့ပဲလှုပ်ပြလို့ဘာတစ်ခုမှမမပြေဘူးပြီးတော့အဖေမကောင်းချောင်းကိုလည်းသူမပြောဘူးဒါပေမဲ့တစ်ခေါက်ကတော့နွေးရအဲ့လိုမျိုးပေါ့နော်တေချာလေးတည်ကျင်တော့နွေးတော်တော်အသက်ကြီးမှတည်ရတယ်ဒါပေမဲ့ အဲဆိုလိုချင်တဲ့တော်တရားတခုကတာသမီတွေကလေအမိဘတွေပေါ်မှာစိတ်ဆိုးတယ်စိတ်နာတယ်ဒေါသထွက်တယ်ဆိုရင်တော့မှဒါပေမဲ့တာသမီကိုငရေပေးတယ်မိဘဆိုတာလည်းရှိတယ်နော်ဦးနော်အမိဘတိုင်းလည်းအမြဲမှန်မနေတယ်လို့ပေါ့နော်တာသမီတိုင်းလည်းအမြဲမှန်မနေဘူးဒါလေးကိုမြတ်မြတ်တတ်တတ်တွေးတတ်ရမယ်အဲတာသမီတွေကတွေးထားမှာတခုပဲရှိတယ်မိဘတွေဘလို့ပဲမကောင်းမကောင်းမကောင်းဣမတ်တလောကတာဓာတိတာရောလေလူလောကတွေကိုရောက်အောင်ခေါ်ဆောင်လာပြီးရဲ့ဂျေဇူးတရားကပဲတိတ်ကြီးမနေပြီ ဒါလေးတစ်ခုခုတွေးလိုက်တာနဲ့ဘလောက်ပဲအမျက်တွေရှိရှိဒေါသတွေရှိရှိမုန်းတာရှိရှိအဖေကိုစိတ်နာတာပဲရှိဖြစ်မအေကိုစိတ်နာတာပဲဖြစ်ဖြေပြောင်းလို့ရသွားပြီ။ဘာကြောင့်ဆရာတော်ပြားကြီးခေါ်တယ်တရားကိုတကယ်နှလုံးသွင်းထားတာတိလား။အဲ့လိုကြောင့်မို့လို့လေကလေးတုန်းကနားမလည်ပဲမယ်။ဒီချိန်မှတော့အရန်သားလေ။အဒီကျိမကိုဖြစ်ချင်တဲ့အတိုင်းမဖြစ်လာလေလေတိတ်နာလေပေးနိုင်တယ်အင်းကိုလည်းအဲ့ဒီနေရာကိုရောက်လာမှလေကိုတီတော့မှမိဘမဖြစ်ခဲ့ဘူးဆိုရင်တော့မှအဲ့ဒီအသက်ရွယ်ကိုလုံးဝကိုတနည်းတမဟုတ်တနည်းရောက်လာမှာ ဲ့လိုရောက်လာတဲ့အခါကျရင်အဲ့ဒီအချိန်မှာဖြစ်တဲ့တမီးရဲ့စိတ်ကိုတမီးခုချိန်လေးကြိုပြီးတွေးလို့ရမှာမရနိုင်ဘူးလေမရနိုင်တဲ့အတွက်ကြောင့်မလို့သေချာလေးကိုကိုကလည်းငါဒီလိုလေးဖြစ်တတ်တယ်ဒီလိုလေးလွဲတတ်တယ်ဒီလိုလေးဖြစ်အတ္တလေးရှိတတ်တယ်ဒါလေးတွေကိုကိုမိဘတွေအသက်အရွယ်ရောက်တဲ့အခါမှာမဖြစ်အောင်ဘယ်လိုစူးစမ်းပြင်ဆင်နေထိုင်မလဲဆိုတဲ့စိတ်ကိုတော့နှလုံးသွင်းပါအောင်စူးစမ်းရတယ်ဟုတ် ဟုတ်ချစ်ရတဲ့ပရိသတ်ကြီးအားလုံးနှစ်သက်လည်းရောက်တော့မယ်တော်ကြမလို့စိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပါစေအေးချမ်းသာရအောင်မြင်ပျော်ရွှင်ပါစေရှင့်